မအိုသေးတဲ့စီလွန်နဲ့တို့ဘောလုံးကရဲ့ထိတ်တန့်အဆင့်မှာနှစ်ပေါင်း၃၀ကျော်ရက်တည်နေလို့ဂိုကြီးစီလွန်နဲ့တို့ဟာအားလုံးရဲ့လေးစားမှုတွေနဲ့ထိုက်တန်ပါတယ်။အသက်၄၀ဆန်းဖြစ်လာပြီးမှစီလွန်နဲ့တို့ဟာဘောလုံးကွင်းထဲမှာမပြောင်းလဲတဲ့စိတ်ဓာတ်နဲ့ပေါင်နေတဲ့အပြင်ကစားမကြောက်ဖို့ကိုလည်းအထူးဦးစားပေးနေတာပါ။ပေါ်တူဂီဟာမြို့နယ်မှာဂျာမနီကိုတကောကောမရှိနဲ့ရှုံးနေတာကကွန်စီကာအောင်နဲ့အတင်းကောင်းဆောင်စီနာလိုရဲ့အတွင်းမှုကြောင့်အနိုင်ရာကနေရှင်းလိဖိုင်နဲ့ရောက်ခဲ့ပါပြီ ပေါ်တူဂီအသင်းဟာဂျာမနီကိုအနိုင်မရတာက25နှစ်ကြာမြင့်ခဲ့ပြီးဂိုကြီးရဲ့ဂိုးနဲ့ချိန်ဆုံးချီဖြတ်ကစီယာဆယ်ဘန်အနေနဲ့လဲဂျာမနီအသင်းကိုလာဝတ်ရှုံးခဲ့တဲ့မြအနိုင်ရသွားတာပါပေါ်တူဂီအသင်းဟာ1962နောက်ပိုင်းဂျာမနီပြည်မှာပထမဆုံးချိန်အနိုင်ရခဲ့တာဖြစ်ပါတယ်။စီလွန်နဲ့တို့အတွက်အတက်ရွယ်ဆိုတာကိန်းကိန်းတန်းတစ်ခုထပ်မပိုးပဲမအိုသေးသောပြဿနာနေပါတယ်။ ကိုကြီးဟာလေရွေးစင်တင်ကိုစားပြုတ်ပြီးပွဲ220မှာ139ကိုရအောင်နိုင်ခဲ့တယ်လို့တက်30နောက်ပိုင်းပေါ်တူဂီနဲ့85ကိုတင်ပြထားတာပါလူသားတယောက်အနေနဲ့အောင်မြင်မှုရပြီးနောက်နေ့တွေလိုထားတဲ့အခါအဖြစ်စိတ်နေတတ်ပေမဲ့ခရစ်စတီယာနိုကဒီလိုမဟုတ်ပါဘူးဒါကတော့ပေါ်တူဂီနီးပြမာတီနဲ့ပြောကြခဲ့တာပါ သူကရီမချက်အတိုင်းသွားနေပါလေ။နေနဲ့အောင်မြင်မှုတော့လိုက်ရတာမလွယ်ပါဘူး။သူတို့လုံလာတာနှစ်ပေါင်း20ကျော် နေပါပြီ။အခုထိကျွန်တော်တို့နဲ့အတူရှိနေတယ်။ဂိုးထက်သွင်းလို့ဝမ်းသာပါတယ်။ဒါကတော့ကစားပေါ်ဖြစ်တဲ့ဘာသာစိုးစေးပါပြောကြခဲ့တာပါ။တကယ်လို့ဒီနေ့ National League ထက်ရရင်စီလွန်နဲ့တို့အတွက်ဒုတိယမြောက် National League ဖလားဖြစ်လာမှာပါ။ရော်နယ်ဒိုဟာ939ဂိုးနဲ့ဘောဟုံးသမိုင်းနဲ့ရှောက်ပထမဆုံးဂိုးသံအောင်ပြီးကစားသမားစတင်ရဖို့63ဂိုးသာလိုအပ်နေပါတယ်။ နေရှင်းလင်းပြိုင်ပွဲကလည်းသူ့အကြိုက်ဖြစ်ပြီးစကောပွဲကစား14ကိုးထီတွင်ထားပါတယ်။အနာစာအသေးနဲ့စောင်းတတန်တိုးမယ်လို့သတင်းပြည်နေပြီး52နှစ်အထိကစားနေမယ်ပုံမှာ။သူ့အနေနဲ့ဘောလုံးပေါ်ချမှတ်လို့ပြီးအနေစိုးစားတာကအတွေ့အယူရမယ့်အချက်ဖြစ်ပါတယ်။ကြည်ရတာကတော့မအိုသေးပဲအများကြီးကြံသေးတယ်ဆိုတာခြေစွမ်းနဲ့တက်တက်ပြနေအောင်မှာဖြစ်ပါတယ်။ of life.